အားလုံးပဲမင်္ဂလာပါညီကိုရိုနေကောင်းချမ်းသာချမ်းသာကြပါစေခနေ့မှာတော့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်38ပွဲချုပ်တုံးတက်ပေးနေတာပေါ့နော်10ပွဲရှိပါတယ်ဒီ10ပွဲမှာဆိုအနည်းဆုံး6ပွဲ9ပွဲပေါ့နော်ကျွန်တော်ပွဲချုပ်တုံးတက်ပေးနေတာပေါ့နော်ပထမဆုံးအနေနဲ့တော့ Wolf နဲ့ Brand Pro ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာအဝေးဝင်အသင်းဖြစ်တဲ့ Brand Pro က level 30ရှုံးဂူပေါင်းကြီး3020ရှုံးဆိုတာပေးထားတာတွေ့ရတယ် ဒီဘက်မှာကြည့်လိုက်မှာဆိုရင် whoop အတန်းအဆင့်74နဲ့50တမ brand 4အဆင့်955မှာဒီနဲ့တင်းရပထမအကြောက်ကိုကြည့်မှာဆိုရင် brand 4က53ဆိုတော့ရလာနေနိုင်တာလည်းတွေ့ရတာပေါ့နော်ဒါရှိ whoop အတန်းကာရာဖောင်ကြည့်မှာဆိုရင်၃ဘွဲလုံးရှုံထားတယ်ပေါ့နော်သူပြောထားတယ်နော်ဟိုတုံးဘွဲသက်ရှုံထားတယ်ပြီးတော့ကျွန်တော်ဒါ brand 4အတန်းကလည်း full lambda အင်ကွန်းမှာရှုံထားတယ်ပေါ့ဗျာအဲ့ဒါတင်းလုံးနောက်တန်းနဲ့မကောင်းကြပါဘူးနော်နောက်တန်းကတော့တော်တော်လေးဆိုးဆိုးပါးပါရှိတယ် ဟတ်တူဟတ်အနေထားတွေကိုကြည့်မှဆိုလို့ရှိရင်ဒီနေ့သင်တွေ့ခဲ့တဲ့နောက်ဆုံး5ချိန်မှာဆိုလို့ရှိရင် group အတင်းက2ချိန်နိုင်တယ် brand group က2ချိန်နိုင်တယ်တချိန်တော့ပြေးကြထားတယ်နိုင်ဂျီယာတော့မှာတော့ group အတင်းက34 brand group က44ဆိုမှပြေးထားတာတော့တွေ့ရတာပေါ့နော်ဒီဘွဲတွေမှာကစားသမားတွေအကုန်လုံးစောင့်လာနိုင်တယ်ပေါ့နော်နောက်တင်းနောက်ဖက်လုံးကစားသမားတွေဒါပေမဲ့ကျွန်တော်ဒါ group အတင်းဖက်ကတိုက်ဖိမှုကူးညာတော့မစွန့်နိုင်တော့ဘူးထင်တယ်ပေါ့နော်ဒါကျွန်တော် line up ကိုစောင့်ကြည့်ရမယ် ဝိုင်းစတူအော့စ်ကိုချိန်မှာဆိုရင်ဝီပန်နိုင်ကို3စတရေကို4စနဲ့ဘရန်ဖို့နိုင်ကို2စဖပေးထားတယ်ပေါ့နော်ကျွန်တော်ကဒီပွဲစဉ်မှာအင်ရှင်အသင်းဖြစ်တဲ့ဝူဘော်ဒီဝဲကြိုက်ပါတယ်ဗျာပင်ဘိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်နေသိမ်းပေါင်း3ကိုလျော်ရောက်သွားမယ်လို့ကျွန်တော်တောင်းတမိတယ်အဓိကတော့ကျွန်တော်ဝူအသင်းရဲ့ဘော်ဒီကိုကြိုက်ကြတယ်နေ့တော့ကတော့ဆာဒနာနဲ့အာဆင်နယ်ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲထဲမှာအာဆင်နယ်အသင်းကနှလုံး49ခုပေါင်းကြီး3980ရှောင်းထမပေးထားတာလည်းတွေ့ရတယ်ဗောနော ဇယားမှာကြည့်လိုက်မှဆိုရင်အဆင်နယ်တို့ဒါအဆင်နယ်မှာရှိတယ်ဗောနော်ဒါဆောက်တန်နာအင်ရှင်အသင်းကတန်းဆင်းသွားပြီဗောဗျာဒီနှစ်သင်းရဲ့ပထမအကျော်ရလာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အဆင်နယ်အသင်းက31နဲ့နိုင်ထားတယ်ဆောက်တန်နာအသင်းရဲ့လက်ရှိကာဖောင်၅ဘွဲ့ကိုကြည့်မယ်ဆိုရင်နောက်ပိုင်း93ရှုံးအဲဒီ9ဘွဲ့မှာဆိုရင်နောက်9ဘွဲ့ကိုထည့်ထားတာလည်းတွေ့ရတာဗောနော်အစင်းနဲ့တင်းကာရဖောင်ကြည့်မယ်ဆိုရင်နှစ်ပွဲနဲ့နှစ်ပွဲတည်းတပွဲရှောင်းထားတာလည်းတွေ့ရတယ်ဗောနော်အစင်းနဲ့တင်းမဆိုးပါဘူးကာရဖောင်တော်တော်လေးဗောနော်ဒါ ကောင်းပါတယ်နော်ကျွန်တော်ကအဲတူကတူချိလိုက်မယ်ဆိုလို့ရှိရင်ဒီမတင်တွေးကနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်အဖင်နဲ့အတင်းကနှစ်ချိန်နိုင်တယ်ဒီချိန်ကဆောက်တင်နိုင်တယ်နှစ်ချိန်ကပြေချခါတွေ့ရတယ်နိုင်ဂျီယာတို့မှာတော့အာဆင်နယ်က83ရာခိုင်နှုန်း wins to odds မှာဆိုလို့ရှိရင်တော့ဆောက်တင်နိုင်အနိုင်ကို72ဆတရေကို6ဆနဲ့အာဆင်နယ်အနိုင်ကို25ပြပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ကအာဆင်နယ်ဘော်ဒီပဲကြိုက်ပါတယ်ဗျာ ဝေးဝင်အသင်းဖြစ်တဲ့ Arsenal ဘောဒီကြိုက်ပါတယ်။ဒီဘွဲစဉ်တစ်ဘွဲကတော့ Forest နဲ့ Chelsea တို့ရဲ့ဘွဲစဉ်ဖြစ်တယ်။ဒီဘွဲစဉ်ကတော့တော်တော်လေးလက်အရေးကြီးတဲ့ဘွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒီဘွဲစဉ်မှာတော့အဝေးဝင်အသင်းဖြစ်တဲ့ Chelsea က level 50ရှုံးဂိုးပေါင်းကြီး140နဲ့ဒီမှာဖွင့်ထားတယ်ပေါ့နော်။ဒီဘက်မှာကြည့်လိုက်မှဆိုလို့ရှိရင်အင်ဂျင်အသင်းဖြစ်တဲ့ Forest က65မှာဒါ Conference League တနင်္လာဝင်ခွင့်မှာရှိနေတယ် Chelsea က65နဲ့66မှာပေါ့နော်။ဒါ Newcastle က66မှာ Villa က66မှာဆိုတော့ အပြန်ဆိုင်နေဖြစ်လာပြီနော်တော်တော်လေးပြင်းထန်လာပါလားဒီပွဲစဉ်အကြည့်ရလက်ရှိဒီနှစ်သင်းရဲ့ပထမအကြော့ကိုကြည့်မှဆင်ဝါးဝါးဆိုတဲ့ရလာနေပြီးဆုံးထားတယ်တွေ့ရတယ်ဒါချဲစီကွင်းမှာပါနော်နောက်တရံပရချက်လက်ရှိကာရဖောင်၅ဘွဲ့ကြည့်မှဆိုရင်၅ဘွဲ့နဲ့၅ဘွဲ့တည်၄ဘွဲ့ရှုံချဲစီအပြင်ရဲ့လက်ရှိကာရဖောင်ကြည့်မှဆိုရင်၄ဘွဲ့နဲ့၅ဘွဲ့ရှုံထားတယ်ပေါ့နော်ချဲစီကကျွန်တော်ဒီဂျိုင်းရမှာဆိုရင်လည်းကနက်က9လပိုင်းမှာဆိုရင်ကျွန်တော်ဒါဘက်တစ်စ်နဲ့ဖိုင်နယ်ဘွဲလက်ကံဘူတော်တော်အရေးကြီးတဲ့ဘွဲတွေရှိတယ်ပေါ့နော် head to head ဘိုင်းကိုကြည့်မှဆိုရင်ဒီနေ့တင်းဆောင်ခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်ချဲစီအပင်ကတစ်ချိန်နိုင်တယ် forest ကတစ်ချိန်နိုင်တယ်၃ချိန်တည်းကြားထားတယ်နိုင်ဂျီးယားနှုန်းမှာတော့ forest က39ရာခိုင်နှုန်းချဲစီက55ရာခိုင်နှုန်းဆိုမှပြထားတာတော့တွေ့ရတယ်ပေါ့နော် wise to out ကိုကြည့်မှဆိုရင် forest အနံကို30တည်းကို40ချဲစီအနံကို20ပေါ့နော် ဒီဘွဲစင်မှာကျွန်တော် body မှာ ancient အသင်းဖြစ်တဲ့ northern forest body ကြိုက်ပါတယ်ဘွဲစင်တဲ့ဘွဲကတော့ man u နဲ့ aston villa တို့ရဲ့ဘွဲစင်ဖြစ်တဲ့ဒီဘွဲစင်မှာ aston villa အသင်းက3လုံး50နဲ့3လုံး30အစား5ပေါင်းကြီးပေးထားတာတွေ့ရတယ်ဗောနော်ဒါ champion league ဝင်ွက်တနေရာအတွက်ဒီအပြိုင်ပိုင်ဖြစ်နေတယ်ဗောဗျာ aston villa နဲ့66မှာ chelsea နဲ့66မှာ newcastle နဲ့66မှာဗောနော် ancient အသင်းဖြစ်တဲ့ man u ကတော့ဒါအသင်း36အသင်း76 အရှင်အသင်ဖြစ်တဲ့မန်ယူကအစဉ်16ရာမှ39မှာရထားတယ်ဒီရာသီယူရိုပါလိလက်လွဲချော်သွားတယ်ဆိုတော့တို့ဒီရာသီဖလားလက်မဲ့ပေါ့နော်အစတိုမီလာအသင်ကတော့ဒီပွဲဥဒဏ်နိုင်ရခဏနိုင်ကမယ်ဆိုလို့ရှိရင်တို့ချန်ပီယံလိဝင်ဝင်တန်နေရအတွက်ပေါ့နော်ကျွန်တော်မျော်လင့်လို့ရသေးတယ်ပေါ့နော်ဒီနေ့အသင်ရဲ့ပထမအကြော့ကိုကြည့်မှာဆိုဂျီဂျီဆိုတဲ့ရာလာနဲ့ဗီလာကွန်မှာပြီးထားတာတွေ့ရတယ်မန်ယူအသင်ရဲ့လက်ရှိကာရမောင်ကြည့်မှာဆိုရင်နောက်ဆုံး၈ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့မန်ယူလည်းဖြစ်နေတာတွေ့ရတယ်ပေါ့နော် အဆုံမီလာတော့အဲ့လိုမဟုတ်ပါဘူးသူဆော့ထားတဲ့နောက်ဆုံး၅ပွဲမှာဆိုရင်၄ပွဲနိုင်တဲ့ပွဲပဲရှုံးထားတာလည်းတွေ့ရတယ်။ head to head ကိုကြည့်မယ်ဆိုရင်ဒီနှစ်သင်တွေ့ရတဲ့နောက်ဆုံး၅ချိန်ကိုကြည့်မယ်ဆိုရင်ဗီလာအသင်းကဒီချိန်နိုင်တယ်မန်ယူက၃ချိန်နိုင်တယ်ဒီချိန်ကတော့ပေးချတာတွေ့ရတယ်။နိုင်ဂျီးယားတို့မှာတော့ဗီလာအသင်းက86ရာခိုင်နှုန်းပေးထားတယ် once to out ကိုကြည့်မယ်ဆိုရင်မန်ယူအနိုင်ကို၄စပေးကို၄စဗီလာအနိုင်ကို83ရာပေးထားတယ်ပေါ့နော်။ဒီပွဲစဉ်မှာတော့ကျွန်တော် Aston Villa ဘော်ဒီနဲ့ဘောပေါင်းအောက်ကိုခြိုက်ပါတယ်။ ပွဲစဉ်တစ်ပွဲကိုကြည့်မယ်ဆိုရင်ဖူလာမ်နဲ့မန်စီးတီးတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒီပွဲစဉ်မှာမန်စီးတီးအတင်အားတလုံး30နဲ့ဂိုးပေါင်းကြီးက3လုံး30ရှုံးတော့ပေးထားတာတွေ့ရတယ်။အဲဆရာအနေထားတွေကိုကြည့်မယ်ဆိုလို့ရှိရင်အင်ချင်မန်စီးတီးအတင်အဆင့်3မှရှိတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကိုသုံးတိုက်ရမယ်ဆိုရင်ဖူလာမ်နဲ့မန်စီးတီးရဲ့ပွဲစဉ်ဖြစ်တယ်။ဒီပွဲစဉ်မှာအဝေးခွင့်အသင်းဖြစ်တဲ့မန်စီးတီးကတလုံး30နဲ့ဂိုးပေါင်းကြီး3လုံး30ရှုံးပေးထားတယ်တွေ့ရတယ်။ ဆရာမကြီးမဆွေအင်ရှင်ဖူလာမတော့အဆင့်354မှာအမန်စီဒီအဆင့်3 68မှာပနဒီနဲ့တင်းရပထမအကျော်ကြည့်မယ်ဆိုလို့ရှိရင်မန်စီဒီအတင်း32ပေါ့နော်တူပမာနိုင်ထားတယ်လက်ရှိဖူလာမတင်းရကာရာဖောင်၅ဘွဲ့ကြည့်မယ်ဆိုရင်9ပွဲနိုင်3ဘွဲ့ရှုံးမန်စီဒီအတင်းရကာရာဖောင်ကြည့်မယ်ဆိုရင်4ဘွဲ့နိုင်3ဘွဲ့တည်ရေပေါ့နော်မန်စီဒီအတင်းရတော့ဒီရာဒီဖလားလက်မဲ့ဖြစ်သွားပြီပေါ့နော်ဒီနဲ့တင်းရ head to head ၅ချိန်ကိုကြည့်လိုက်မယ်ဆိုရင်မန်စီဒီအတင်းရတန်၅ချိန်လုံးနိုင်ထားတယ်တွေ့ရတယ်ပေါ့နော် န်ကြီးရောင်းတွေမှာတော့ဖူလာမဆောင်းတဲ့ဆောင်းမန်စီတီယာ50နဲ့ပွိုင်းတူအော့စမာဆိုရင်ဖူလာမနိုင်ကို50ခွဲပေယီကို40ခွဲနဲ့မန်စီတီအနိုင်ကို150ပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာနည်းနည်းတော့ risk တော့များတယ်ကျွန်တော်မှ City ဘောလေးနဲ့ပုံပေါင်းအပေါ်ဆက်ပါတယ်အဲ့တော့ Switch နဲ့ West Ham United တို့ရဲ့ပွဲစဉ်နဲ့ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ West Ham United က level 50ရှောင်းနဲ့ဘောပေါင်းကြီး340ရှောင်းပေးထားတာတွေ့ရတယ်ပေါ့နော် ဒီဘက်မှာကြည့်မှာဆိုလို့ရှိရင်အင်ရှင်သင်ပြတဲ့ SV ကတော့တန်းဆင်းသွားပြီ WhatsApp United ကတော့တန်းနေချင်ပြီပေါ့ဗျာအဆင့်35ရက်မှ40နဲ့ပထမအကြော WhatsApp United ဘက်မှာ WhatsApp United 41ဆိုတဲ့ရာထာနဲ့နိုင်ထားတယ်လက်ရှိ SV ချက်တင်ရကာရာဖောင်5ဘက်ကိုကြည့်မှာဆိုရင်တပွဲနိုင်4ဘက်ရှုံးရကုန်9ဘက်ရှိတယ်ပေါ့နော်ဒီဆောင်ကနောက်ဆုံး5ဘက်မှာဆိုရင် United ရဲ့နောက်ဆုံး5ဘက်ကိုကြည့်မှာဆိုရင်တပွဲနိုင်တဲ့ဘက်တည်ရင်တပွဲရှုံးထားတယ်ပေါ့နော် ဟတူဟတ်ကိုကြည့်မှဆိုရင်ဒီနေ့သင်တွေ့ရတဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်အဆွေချက်တင်းကတစ်ချိန်နိုင်တဲ့ဝက်ဆမ်မီနိုက်တက်က၃ချိန်နိုင်တဲ့တစ်ချိန်ပြင်ချထားတဲ့နိုင်ဂျီးယားနောမှာတော့အဆွေက33ဝက်ဆမ်မီနိုက်တက်က45ဆိုတာပြထားပေါ့နော် voice to off ကိုကြည့်မှဆိုရင် aswe အနိုင်ကို3စားတရေကို4စားဝက်ဆမ်မီနိုက်တက်ကိုအနိုင်ကိုနှစ်စားကြောပြထားဒီပွဲစဉ်မှာတော့ကျွန်တော် ancient aswe ပဲကြိုက်တယ်ပေါ့နော်ဒါနောက်ဆုံးပွဲစဉ်နဲ့ဖြစ်တဲ့အိမ်ဝင်ပွဲစဉ်နဲ့ဖြစ်တဲ့ပြောပါ ျွန်တော်အဓိကကျွန်တော်ဒါလွေးချယ်တာပြတဲ့ပွဲစဉ်တွေကတော့ကျွန်တော် mandatory body ဘာလို့ switch body မီလာ body forest body အဖနယ် body ဘာလို့ပင်ဝူ body ကျွန်တော်ဒီလွေးချယ်တာပွဲစဉ်တွေဖြစ်ပါတယ်ဒီကိုတော့အောင်စင်ပြကြပါလေချမ်းမှန်ချမ်းသာကြပါလေ